တော်တော်များများကြပါဖြစ်လဲဆိုတော့အစာရေးဆရာမှာပဲဒီပြီးတော့စိတ်နဲ့ပတ်သက်ပြီးရဲ့အစာရေးဆရာမှာပဲအဲ့တော့သူတို့မှာစိတ်ညစ်ဆရာဆိုတာမရှိဘူးသူတို့ဘွားလေးကအမြဲစင်တည်နေရပဲဆိုပြီးတော့တွေးတတ်ကြရပေါ့နော်အဲ့ဒါကြောင့်အမြဲကိုယ့်ရဲ့ history ကိုအမြဲပြောပြဖြစ်တယ် ကြော်ပြခဲ့ရတော့အများကြီးပေါ့နော်အဲ့တော့ဆီရှာအဲ့ webinar စီမှာပြောသွားအမြဲပြောရယ်အမြဲပြောရယ်ဟိုဆရာမကိုယ်တိုင်ကဒီ trauma survivor တယောက်ဖြစ်တယ်ပေါ့နော်အာ counseling နေအချိန်ကြီးယူရယ်ပြီးတော့ဒီ psychiatrist နဲ့လည်းဒီ medication နေနဲ့ပါ တွေးပြီးတော့ကုခဲ့ရတာပေါ့နော်အဲ့တော့တော်တော်များများကြောက်ပါဖြစ်လဲဆိုတော့ osa ရေးဆရာမပဲဒီပြီးတော့စိတ်နဲ့ပတ်သက်ပြီးရဲ့ဆရာရေးဆရာမပဲအဲ့တော့သူတို့မှာစိတ်ညစ်ဆရာဆိုတာမရှိဘူးသူတို့ဘွားလေးကအမြဲစင်ကြည့်နေရပဲဆိုပြီးတော့တွေးတတ်ကြရယ်ပေါ့ เนาะအဲအဲကြောင့်အမြဲကိုယ့်ရဲ့ history ကိုအမြဲပြောပြပြတယ်ဒီလိုမျိုးကြီးကြောင်ပြခဲ့ရတယ်ဒီလိုမျိုးဈေးတွေပဲတောက်ခဲ့ရတယ်အာအဲ့တော့ကိုယ်တိုင်ဒီလိုစာရေးဆရာမလည်းဒီလိုမျိုးဖြစ်တာပဲငါတို့ဒီလိုဖြစ်တာလဲဒါအားလုံးဒီဒါ normal ပဲပေါ့เนาะအားလုံးဒါကြောဖြတ်လို့ရတယ်ဆိုတာမျိုးလေးကိုသိစေချင်တယ်ပေါ့เนาะအဲ့တော့ဒီဆူရှာကြောဖြတ်ခဲ့ရတော့ဆိုလို့ရှင်ငယ်လေးငယ်တည်အောင်ငယ်လေးငယ်တည်အဲဟို9တန်း7တန်းအရွယ်လောက်ပဲရှိသေးတာဆိုတော့ဒီ ဖြစ်ပျက်ကြီးတစ်ခုကိုလက်ခံဖို့ဆိုတာဟိုဒီနေ့ဒီချိန်လိုမျိုးမှာဖြစ်တယ်ဆိုရင်တော့ဒါတမျိုးတဖုံပြောင်းလဲခြင်းနဲ့ပြောင်းလဲမှာပေါ့နော်ဒါပေမဲ့ဟိုဒီလွန်ခဲ့တဲ့နှစ်တွေရောငါကိုကလည်းငယ်သေးတဲ့အခါကျတော့ဒီအဖြစ်ပျက်ကြီးတစ်ခုကိုလက်ခံယူလိုက်တဲ့ပုံစံကစိတ်ထန်ရလို့ပုံစံဖြစ်သွားတာပေါ့နော်ဖြစ်သွားတဲ့အခါကျတော့ကြော်ပြခဲ့ရတယ်အများကြီးကြော်ပြခဲ့ရတယ်အာဒီ psychiatrist နဲ့ counseling နေအချင်းချင်းယူရတယ်ဈေးတွေတောက်ခဲ့ရတယ် ပြီးတော့ဒီကိုကကို self healing prime ပေါ့เนาะအာဒီစာအုပ်ဖတ်တာတို့ပကြီးဆွေးတာတို့ဒီဘာသာရေးဘက်လောက်တာတို့စသဖြင့်အမျိုးမျိုးလောက်ပြီးတော့ကြောက်ရခဲ့ရပါတော့